NLD လိုမျိုးပါတီကြီးက NLD လိုမျိုးပါတီကြီးကအဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှတကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စုချုပ်ကိုသူစီစီတဲ့ကအပြစ်တော့တော့မဟုတ်ဟို NLD တွေကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုပြီးမပုံပြန်ခြင်းမယ်လို့ လောက်တဲ့လူတယောက်မှမရှိဘူးလို့ရှင် NLD ကိုကျွန်မအဲ့ဒါပြောချင်တာပေါ့နော်အဲဒေါအောင်ဆန်းစုကြည်ကိုအရင်ပဲမိခိုပြီးတော့မှဒေါအောင်ဆန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲအဲ့လိုမျိုးနဲ့လူတူတယောက်တည်းပဲလုံလုံလည်လည်မိခိုအားထားထားတဲ့ပါတီဖြစ်ပါတယ်ကိုတဲ့လောင်းလုံးမဲ့သူရဲ့ post အဲတိုင်းယူပြည်ပြူလုံးမဲ့သူရဲ့ post 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 တိုင်းယူပြည်ပြူလုံးမဲ့သူရဲ့ post ခင်ဗျာကြည့်လိုက်ဒါဘယ်ဘက်ကိုရောက်နေလဲဘယ်ဘက်ကိုရောက်နေလဲ ဘယ်ဘက်ကိုရောက်နေလဲပေါ့ဗျာဒီလောက်ပဲကျွန်တော်တပြားအကောင်က post လေးပေါ့ဟောကိုယ်ပဲပေါ့ကိုယ်ပဲတော့ဒါနဲ့ပတ်သက်ပြီးတော့ तू ကလွတ်တော်ကိုယ်စားလဲလောက်ဝင်လျှောက်တာတော့မှာဗျာ तू ဒီ post ကို तू ဖြတ်မထားဘူးတော်တော်လေးကို तू အမြတ်တနိုးအမြတ်တနိုးတံမိုးထားနေမှရပါတယ်မင်းတို့ဇောက်ကြီးကိုမစိုက်တာကွာလားတို့တော့ကိုယ်တည်းဝင်ရောက်တော့ပြတ်သုံးချောင်းထောင်တဲ့ပုံမဖြစ်ဘဲနဲ့ဝင်ရောက်တော့နော်မင်းတို့ရဲ့ဝီးစုတဲ့ကောင်တွေပတ်စံပေးရင်အကုန်ရတယ်ဆိုတော့ပြောချင်တာမင်းတို့ပါပတ်စံပေးရင်ဘယ်ကောင်ပဲဖြစ်ဖြစ်အကုန်ရတယ်ပတ်စံမရှိရင်တက်တက်ခိုင်းတော့ထုတ်ချပြေးတာ ကောင်းလမ်းမှုတွေအားလုံးပဲတဘာဝဘေးနဲ့မေးပေးတာမှာအများဆုံးကြင်ဝင်ကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြရီဘော်လူရှင်ချန်နယ်လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်မလို့သွားပေးမှာတော့ယနေ့နိုဝင်ဘာလ6ရက်နေ့မန္တလေးတင်အောင်ဆုံးရရှိတဲ့အတင်းချုပ်ကိုကျဉ်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးမရှိဘူးဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတမမတရားသမျှသိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1940ရရှိပြီဖြစ်ပါတယ်မန္တလေးတဝန်းရဲတပ်အတွင်းစစ်ကောင်းစီကစစ်ကွေးတွေဆုံးမှုစင်းမှာတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာတော့စစ်ကောင်း န္တလေးတိုင်းငင်းညံမြို့နယ်မှာ၈ကောင်းမန္တလေးတိုင်းငန်းစုံမြို့နယ်မှာ၂ကောင်းနင်္သာရီတိုင်းပလောမြို့နယ်မှာ၂ကောင်းဝေးတိုင်းပေါ့မြို့နယ်မှာတော့၂ဦးကိုရှင်မိခဲ့ကြောင်းသိရှိရပါတယ်။ဘရောင်းစုံတဲ့ပုံနေကတော့ပစ္စတိုတနက်အတုကင်ဆောင်ပြီးတော့လူလူအားချိန်ချောင်းငွေညစ်နေတဲ့ပလောမြို့နယ်ကအမှတ်၄ရပ်ကွယ်အုပ်ချုပ်ရေးမှုစိုးဝေနဲ့၎င်းကတဲ့ဘက်ဖြစ်တဲ့ပြည်သူစစ်မှုထမ်းတပူကိုအော်တိုဘား23ရက်နေ့ကတိုက်ခတ်ရှင်းနေကြကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကနေပြီးတော့ထုတ်ပြန်ထားတယ်တွေ့ရှိရပါတယ်။တိုက်ခတ်မှုကတော့ပလောမြို့ကြောက်စုကိတ်အနီးကဘိတ်ခိုင်အမှတ်1တရင်နဲ့ အရင်မျိုးသားကာကွယ်ရေးတက်ကီယန်ဒီယိုတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအုတ်ချုပ်ရေးမှုစိုးဝင်တဲ့တပည့်ဖြစ်သူတို့တည်ဆုံးခဲ့တာပစ္စတိုယူလိုက်ပြန်မယ်လေပစ္စတိုဟာအထူးဖြစ်နေကြောင်းနဲ့ AK47 တိုင်းဖရက်တနတ်တလက်ကိုတော့တင်စီရရှိကောင်း၎င်းတို့ကထုတ်ပြန်ထားတယ်တွေ့ရှိရပါတယ်။အုတ်ချုပ်ရေးမှုစိုးဝင်နေဖြင့်တနတ်သူများကန်ဆောင်ပြီးပြည်သူများငွေငင်ချင်းကြောက်တာတွေအမှုတန်းတင်းကျပ်စုဆောင်တာတွေအနိုင်ရပြုမှုများလှုပ်ဆောင်နေတဲ့အတွက်မပြုတ်လုံရန်ချိန်ညှိသည့်ပြီးတော့လဲလိုက်နာခြင်းမရှိတာဖြစ်တဲ့အတွက်အင်းနေကြောင်နဲ့ဘိတ်ခိုင်အမတ်တီတိန်ကလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ နောက်တဲ့သတင်းပုတ်အနေနဲ့ကတော့ NLD အစိုးရကိုဖျောက်ချရန်နဲ့စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများဖန်တီးဥဆောင်ခဲ့တဲ့အချမ်းဘတ်စစ်တပ်ကိုထောက်ခံတဲ့မဘာသားနဲ့မျိုးသားစွန်းရောက်ရှေ့နေအေးပိုင်ဟာကျန်းဖို့ပါတီရဲ့ရန်ကုန်တိုင်းမျိုးသားလွှတ်တော်ကိုစလဲကိုစလဲလောင်းအဖြစ်ရွေးကောက်ပွဲဝင်မဲ့ဖြစ်ကြောင်းနဲ့ဒဂုံမျိုးသစ်တောင်ပိုင်းမြို့နယ်ကျန်းဖို့ပါတီကတရားဝင်သတင်းထုတ်ပြန်မဲဆွေးနေရတယ်တွေ့ရှိရပါတယ်။ဒါကတော့ဒဂုံမျိုးသစ်တောင်ပိုင်းမှာကျန်းဖို့ပါတီကိုကိုစားပြပြီးလွှတ်တော်ကိုစလောင်းလေးဦးကိုကျန်းဖို့ပါတီကမဏိကမိတ်ဆက်လာပြီးတော့ပြည်သူ့လွှတ်တော်စန္ဒမင်းမြမှာစန်းစန်းတီးက၎င်း မဘာဒနဲ့မြို့သားရဲ့အစွန်းရောင်အေးပိုင်းကမြို့သားလွတ်တော်မဲဆန္ဒ6မှာ၎င်းတိုးယူကရန်ကုန်တိုင်းလွတ်တော်ဆန္ဒနေမှာ၎င်းအောင်စော်ဦးကတော့ရန်ကုန်တိုင်းဒေသကြီးလွတ်တော် PR တို့ကိုဝင်ရောက်ရှိမြင်မြင်သူတို့လည်းသိရှိပြီးဒီပုံနဲ့ကွာတက်လာတဲ့တွေ့ရှိရပါတယ်။မဘာဒနဲ့မြို့သားရဲ့အစွန်းရောင်ရှိနေအေးပိုင်းဝင်ရောက်မြင်ရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနေအမှတ်6မှာတော့တကုံမြို့သိခရင်တကူလုံးပေါင်းဝင်ပြီးမြောက်တကုံတောင်တကုံအရှိတကုံတကုံမြို့သိစိတ်ကန်းမြို့နယ်တွေကိုပေါင်းဝင်လို့သိရှိရပါတယ်။ဒါကတော့ NLD နဲ့မေစုတို့ကိုလုံးဝကိုမှာပဲအန်စီဘူးနဲ့မှုတွေဖြစ်အောင် ထုတ်ခဲ့တဲ့ A 版ဆိုတော့ကောမဖြစ်ပါတယ်။နောက်တဲ့တင်ပုံအနေနဲ့ကတော့အားလုံးဒီတိုင်းပဲနေဝင်းရဲ့မီးဖြစ်တဲ့ A နေဝင်းကတော့လက်ရှိချိန်မှာထုတ်ဖို့ပြောလိုက်တဲ့စကားတခုကတော့ပြည်သူတွေအတွက်တော်တော်လေးကိုမှယဉ်ညာစရာကောင်းတဲ့စကားတခုဖြစ်ပါတယ်။ဒါလည်းဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကဘယ်တော့မှစောင့်မရှိတဲ့ကောင်တွေမဟုတ်တဲ့အတွက်ဘလောက်ပဲ white coat လုပ်လို့ချိန်တိုင်း A ရ A ကြောင်းမုတ်စိမ်းပုံးလို့ပုံစံနေလို့ရတယ်ဆိုတဲ့သဘောတရားပြောတော်တယ်တွေ့နေရပါတယ်။ဒါကိုကြည်ရမယ်မြန်မာနိုင်ငံကပြည်သူတွေနေနဲ့ဘလိုမျိုးစိတ်သက်ရှိလဲဆိုတာစစ်ကွေးတွေကအုံအုံမုံတိနေဖြစ်တဲ့အတွက်ဘာပဲလို့လို့ဒီကောင်ကြီးအာနာကိုအခုချိန်ကြီးနှစ်ပေါင်း ်တိမ်နဲ့ချီပြီးဖိမ့်သိမ့်နိုင်နေခဲ့ဆိုတော့ပြောပြသွားတဲ့အနေထားပဲဖြစ်ပါတယ်။ဒီဆောင်နိုင်ကာလမှာလွတ်တင်ကြတဲ့မိဘုံညာနေရမိစားအကုန်လို့ရှိရင်တွားသူပြုတ်ကြသွားတာပါပဲ။ဒီလိုပဲလှုပ်ရှားမှုတစ်ခုတုံ့ဆော်မှုတစ်ခုဟာလည်းမိစားအကုန်ပြုတ်ကြသွားကြတာပါပဲ။တို့ဒီတက်မတော်ကနိုင်ငံတော်အာဏာကိုစတင်ထိန်းပြီးတဲ့ကာလမကြခင်မှာမြန်မာပြည်သားမှာစုဘူးလှုပ်ရှားမှုတွေဖြစ်တဲ့အတွက်တက်မတော်တို့ရဲတို့လို့အဖွဲ့အစည်းမျိုးကမဟုတ်ဘဲနဲ့ မြန်မာပလာဇာမှာရှိတဲ့ဝန်ထမ်းတွေကနေပြီးတော့သူတို့ရေးယူခဲ့တာ ਨੇ ပတ်သက်ပြီးတော့ဒီမြန်မာပလာဇာကြီးကိုမသွားကြနဲ့မလာကြနဲ့ဆိုပြီးတော့ဝိုင်းပြီးတော့ဘွိုက်ကော့လုပ်ခဲ့တာတွေလည်းရှိပါလိမ့်မယ်။အဲများမကြခင်မှာပဲအခုဆိုလို့ရှိရင်ခါတိုင်းထဲကိုပို့ပြီးတော့စီစီကားကသွားလာလှုပ်ရှားနေတာကိုတွေ့ကြရပါတယ်။ပြောတဲ့လူတွေပဲမော့သွားပြီးတော့အရှိန်ကြီးကုန်းကြီးစာကြီးကပြုတ်ကျသွားသူပါပဲ။အခုဆိုလို့ရှိရင်လည်းဟိုဒီနေ့ကစတေချိုးမှာဂျီဖာပြောခဲ့တဲ့ဟာနဲ့ပတ်သက်လို့သူပြောတဲ့အထက်မှာလွန်နာတစ်ခုမှမပါဘူး။ ်မင်းမြမြတာတာနဲ့အာလုံးဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စကိုပဲပြောသွားတာဟွန်းမင်းမောင်ဘုံကြီးကျဲနေလို့ပြည်သူတွေကပြောရင်ရောအခုလိုမျိုးအားရပါရနဲ့နားထောင်ပေးဦးမလားအဲ့တော့ခက်တာကဟွန်းဒီဘက်ကစန့်ကျင်ဘက်အဖွဲ့စည်းတွေကဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စဆိုရင်လက်မခံနိုင်ဘူးအမှန်တရားဆိုရင်လက်မခံနိုင်ဘူးတရားနီလန်ကြတဲ့ဟာဆိုရင်လက်မခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့လုပ်နေတဲ့လှုပ်ရှားမှုကြီးကိုတန်တေးမှန်မှန်နဲ့အတွက် စကလေးကမိဘုံညာအပေါ်တက်ကလေးကတခါတည်းတစ်ဖက်စောင်းနှင်းကြီးဖြစ်ပြီးတော့မိတွေဆွဲပြီးအပေါ်တော်မှမတက်ဖက်နဲ့မိလောက်ပြီးပြုတ်ကြတဲ့အနေအထားမျိုးကြီးဖြစ်နေတဲ့အတွက်သူကအမှန်တရားကိုအင်မတန်နားခါကြတယ်ဒါကြောင့်မင်းတို့လည်းမိစာကိုမှာပါမင်းတို့ဘာလဲမိစာကိုလည်းကပြုတ်ကြမှာသိကြတယ်ကော်လိုင်းကလာပဲဖြစ်ဖြစ်ကော်လိုင်းပြီးကလာဖြစ်ဒီကောင်းလေးဒီတိုင်းထားမယ်ဆိုရင်တော့ပြည်သူတွေအနေနဲ့ဘုံအောင်မှာပဲပေါက်ကွဲမှာတော့သိကြပါပဲဂျီဖိုင်ယာကိုလည်းဝိုင်းဆန့်ကျင်ကြတယ်သူရင်း၎င်းမှာအခုခင်မှာဒီရုပ်ရှင်တွေယုံတင်တဲ့အခါမှာလည်းပဲ တမတော်နဲ့ပတ်သက်ပြီးတော့အကျိုးပြုလုပ်ခဲ့တဲ့လူတွေကိုလိုက်ပြီးတော့စန့်ကျင်တယ်သူတို့တွေကိုဘွိုက်ကော့လုပ်တယ်ဆိုတာကြီးလည်းစောင့်ကြည့်လိုက်ပါတကယ်ယုံတင်တဲ့ခါကျရင်ဒီယုံနေပါလေအိုးကြက်ကြက်နဲ့အခုမြမဘလာဇာကြီးမှာလူပြည့်သလိုပြန်ပြည့်နေဦးမှာပဲဆိုတာကိုကျွန်တော်သူတို့အတွက်စိတ်မကောင်းဖြစ်လို့ကြိုပြောလိုက်ပါတယ်အဲအရုံတွေနော်စစ်ခွေးမျိုးနယ်တွေကနေပြီးပြည်သူတွေကိုလုံးဝပြောပါအောင်မင်းတို့ပြည်သူတွေကစောက်ပေါ်တွေငါတို့မျိုးနယ်တွေကဘာလို့လို့ငါတို့ကထက်ကနေပြီးတော့မွေးတွေကအခုချိန်ကြီးစောက်လို့မလို့ဖဲနဲ့အေးရအေးကြောင့်နေလို့ရတဲ့ကောင်လေးဆိုပြီးပြောနေပါနော်အေး ပေါ်လန်ပြည်သူတွေအားလုံးပြည့်ပြည့်ပြည့်လို့ရှိကြည်နေတဲ့ပြည်သူတွေဘယ်သူတူချင်းရောက်ချင်းမချမ်းအင်းနေဝင်ပြောတဲ့ငပေါ်ပြည်သူဖြစ်မလားတကယ်ပဲပွိုင်းကိုကိုတင်းကျပ်လုပ်မလားဆိုတာကတော့ပေါ့ကိုဆုံးဖြတ်မနေတာတခုပါပဲဒီကနေဝင်ရောက်ရှိပြိုင်မဲ့လေဘာပါတီကိုစားပြုလွတ်တော်ကိုယ်စားလောင်းဦးကျော်သူရခမမအာနီစူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေကြားလာတဲ့အခြေအနေကိုတင်ပြပါမယ်ဒီလေဘာပါတီက လွတ်တော်ကိုယ်စားလှယ်လောင်းမဦးကျော်သူရဦးကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook account က post လေးပေါ့ဟောကိုယ်ရဲ့ဘီပေါ့ကိုယ်ရဲ့ဘီအော်ဒါနဲ့ပတ်သက်ပြီးတော့သူကလွတ်တော်ကိုယ်စားလှယ်လောင်းဝင်လျှောက်လာတော့မှာဗျာသူဒီ post ကိုသူဖျက်မထားဘူးတော်တော်လေးကိုသူအမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်မင်းတို့စောက်ကြီးကိုမစိုက်တာကွာလေလွတ်တော်ကိုယ်စားဝင်လျှောက်လာတော့တက်သုံးချောင်းထောင်တဲ့ပုံမဖြစ်ဘဲနဲ့ဝင်လျှောက်တော့နော်မင်းတို့ရဲ့ လူကြီးစုတဲ့ကောင်တွေကပတ်စံပေးရင်အကုန်ရတယ်ဆိုတော့ပြောချင်တာမင်းတို့ပါပတ်စံပေးရင်ဘယ်ကောင်ပဲဖြစ်ဖြစ်အကုန်ရတယ်ပတ်စံမရှိရင်တက်တက်ခိုင်းတော့ဖြုတ်ချပြေးတာကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမှတ်တရအိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိမ်းထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမှတ်တရတွေကျွန်တော်ဆိုရင်ဘလောက်အမှတ်တရရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမြို့မှာနောင်ချိုမြို့ကိုတက်မတော်ကပြန်ပြီးတော့ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီအမှတ်တရအနေနဲ့လက်နက်ကင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းနဲ့ကျွန်တော်ကြီကအုပ်ထုပ်ပေါ့ကြီကအုပ်ထုပ်ကို ြီကအုပ်ထုတ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့။ငင်ခိုးလာတာပါကွာ။မင်းကအဲ့ပြောမှမဟုတ်ဘူး။မင်းကအမှတ်တရနေမင်းမင်းရဲ့ခေါင်းကိုလိုက်ရှာမှာကြီကအုပ်ထုတ်မြတ်ရဲ့ကြီကအုပ်ထုတ်ခေါင်းလိုက်ရှာမနေမင်းမင်းခေါင်းကိုလိုက်ရှာမင်းပေါ်တာရင်းအဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြင်မှာရှိတဲ့ဒီတနည်းပြပြကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာ ဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရအမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မလို့ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလာမှာကျွန်တော်ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးတို့ကျွန်တော်ဘာမှကျွန်တော်ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖက်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီးကအုပ်ထုပ်နဲ့သူတို့စောင်းတဲ့အုပ်ထုပ်ရရင်ရပြီလို့အဲ့တော့အဲ့မှာကျွန်တော်ရအကိုကြီးရလက်မှတ်လေးထိုးပစ်လိုက်တယ်နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့သူ TNL ရဲ့အုပ်ထုပ်မှာရေးခဲ့တယ်ကျွန်တော်အဲ့ TNL ရကနေပြီးတော့ထုတ်ခွာပေးတာဘယ်နောင်ချိုမျိုးဝင်သိနေဖြစ်ရတယ် အောင်ကျွမျိုးဝင်သိနေမှာမဟုတ်ဘူးအောင်ကျွမျိုးကိုဝင်ယူတာလို့ပြောဟာနေရာဝင်ယူရတာမင်းတို့ကဝင်တိုက်တာမှမဟုတ်တဲ့ယူအဲ့ရလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တိတ်ထားဆဲပဲဒါကျွန်တော်အမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတတ်မှုမဖြစ်နိုင်ဘူးကျွန်တော်ဘဝတော်လည်းတတ်မှုမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတပ်ပလောက member ဆင်ရှုံးပြီးတော့တရုတ်ကိုဖင်သွားပေးမှရတယ်အောင်ကျွမျိုးတွေပဲတတ်မှုဖြစ်လို့ရမလဲကိုကန်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချင်ပါဝင်ပယ်ဆောက်ချင်ပြည်သူရဲ့တားဖြစ်သူအပါဝင်ငါးဦးကိုတရုတ်ဆော့ကနေပြီးတော့တင်တယ်ချမှတ်လိုက်တဲ့အခြေအနေပါ 2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ကတရုတ်နိုင်ငံကွမ်တုံပြည်နယ်ရှင်ချမ်းမြို့ရှင်ချမ်းမြို့တရားရုံးကနေပြီးတော့တည်တံချမှတ်လိုက်တာလည်းဖြစ်ပါတယ်ဒီတက်မှဆိုတော့ကျွန်တော်တို့ဒီနှစ်ဦးကတော့ကျွန်တော်တို့နှစ်ဦးကတော့နှစ်နှစ်ဆိုင်းကတည်တံအဲ့တော့သူ့တော့ဗျာတနေ့ပြည်တည်တံပေးလိုက်ပြီတည်တံပေးလိုက်ပြီနှစ်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 အတွင်းမှာတော့သူ့မတက်သေးဘူးနှစ်နှစ်ပြည့်သွားပြီဆိုတော့တိုက်လည်းတက်မှာပါဗျာတည်တံပေးလည်းပေးမှာပေါ့နှစ်ဦးကတော့ကျွန်တော်တို့ဆိုင်းကတည်တံပေးလိုက်တယ်တည်တံပေးတယ်သို့တော်လည်းပဲအသက်ရှင်ွယ်နှစ်နှစ်ပေးတယ်ငါးဦးကတော့ကျွန်တော်တို့တည်တံပေါ့ဗျာ ပြီးတော့နောက်ထပ်၉ဦးကိုတော့ဒီပြည်နယ်နာအပါအဝင်နှိမ့်ချထောင်းနဲ့နေချမှတ်လိုက်တယ်လို့ကမ္ဘာမီဒီယာတွေရောတရုတ်မီဒီယာတွေရောမှာရေးသားထားတယ်အဲ့မှာကျွန်တော်ပယ်စောက်ချင်ပါမယ်ပယ်စားပါမယ်ရှန်လီချန်းပါမယ်ဟူရှောက်ချန်းပါမယ်ချန်ကွန်ยีပါမယ်ဒါတော့ဒီ၅ခါတော့သေးတာပြီးတော့ကျွန်တော်တို့လီဖူဆုတ်လီစစ်တယ်အဲ့ဒီအဲ့ဒီအဲ့ဒီနေ့အောင်ကိုတော့ကျွန်တော်တို့စိုင်းကန်သေးတာသေတံပေးသွားပြီဒါတော့ပဲစောက်ချင်နဲ့ပတ်သက်ပြီးတော့ကြော်စိုးတကောင်နေပြီးတော့ဝေပိုင်းနဲ့လေကိုင်းလို့နေရပါတကယ်ပဲစောက်ချင်ဆိုတာလူလူမျိုးလဲဆိုတာကတော့ ရာဂူသိမ်းမြက်ကသုံးသက်ပြတာရှိရတဲ့အကြည့်လေးတော်လိုင်းကိုလည်းကျွန်တော်အနေနဲ့ကျွန်တော်ဝင်မြောက်ပေးလိုက်ပါတယ်ဆရာကိုခံခဲ့ရတဲ့သူကြန့်ခံရေးပါတီရဲ့ပြိုင်ဘက်မရှိအမျိုးသားလွှတ်တော်ကိုစလေကြီးဖြစ်ခဲ့သူဘယ်ဆောက်ချင်ဟာနိုဝင်ဘာလ၄ရက်နေ့မှာတေယုတ်ဆိုးရကတေတံချမှတ်တာကိုခံလိုက်ရပါတယ်သူနဲ့အတူသူ့သားအငယ်ပေရင်ချန်လဲတေတံအပေးခံရတော့သူ့ရဲ့စိတ်ဆင်းရဲမှုဟာတော်တော်ကြီးမားလိမ့်မယ်လို့ခံမှန်းရပါတယ်အတူတူအဖမ်းဆီးခံရတဲ့နောက်ထပ်တခြား၃ယောက်ကိုလည်းတေတံပေးခဲ့ပါတယ် အဲ့ဒီနောက်နောက်ထပ်တခြားနှစ်ယောက်ကတော့နှစ်နှစ်ဆိုင်းငံ့တေတံကြက်ခံရပါတယ်နှစ်နှစ်ဆိုင်းငံ့တေတံဆိုတာက နောက်နှစ်နှစ်ကြာလို့ရှိရင်တေတံကြက်ခံရမယ်ဆိုတော့အတိတ်ပဲပါဒါပေမဲ့နှစ်နှစ်အတွင်းမှာကိုကိုကိုပြင်ဆင်ခွင့်ပေးတဲ့သဘောလဲတက်ရောက်ပါတယ်နှစ်နှစ်အတွင်းမှာနေပုံထိုင်ပုံသဘောထားပုံကိုတရားသူကြီးကကောက်မွန်တယ်လို့ယူဆလို့ရှိရင်ထောင်တန်းတသက်အဖြစ်နဲ့ပြောင်းလဲပေးမယ်ဆိုတော့အတိတ်ပဲပါတေတံကလည်းလွတ်တဲ့လူများပါတယ်နောက်ထပ်9ယောက်ကိုတော့ ထောင်ဒဏ်တစ်သက်အပြစ်ဒဏ်ချမှတ်ထားပါတယ်။ကျန်တဲ့တရားခံတချို့ကိုတော့ထောင်ဒဏ်၃နှစ်ကနေပြီးတော့ထောင်ဒဏ်အနည်း၂၀အထိအသီးသီးချမှတ်ထားပါတယ်။ဒဏ်ကြေးငွေတို့ပိုင်ဆိုင်ပစ္စည်းဥစ္စာအကုန်သိမ်းတာတို့ပြည်နေတန်ပေးတာတို့ဆိုတော့အပြစ်ဒဏ်တွေလည်းပါဝင်တယ်လို့တရားရုံးဆုံးဖြတ်ချက်ကိုကိုးကားပြီးတော့တရုတ်သတင်းစာ Global Times ကရေးသားထားပါတယ်။သူတို့ကိုအခုလိုတည်တံအထိအပြစ်ပေးခံရတဲ့အဓိကပြစ်မှုကတော့ကြားဖြန့်လို့ခေါ်တဲ့ online လိမ်လည်မှုကိုအကြီးကျယ်လုပ်ကင်ခဲ့ကြလို့ပါ ဒါအပြင်တရုတ်နိုင်ငံသား6ယောက်ကိုတပ်ဖြတ်မှုနောက်ထပ်တချို့ကိုနှိပ်စက်ညှဉ်းပန်းမှုဆိုတာမျိုးတွေလည်းပါပါသေးတယ်ဒါအပြင်ရွမ်းငွေ29ဘီလီယံအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်၄သန်းတန်ဖိုးရှိတဲ့ငွေကြေးလိမ်လည်မှုတွေကိုလည်းလှုပ်ဆောင်ခဲ့တယ်ဆိုတော့ဆွဆွဲချက်လည်းပါဝင်ပါတယ်အဲ့ဒီတရားစီရင်မှုကိုချက်မှတ်ခဲ့တာကတော့တရုတ်နိုင်ငံကွမ်တုံးပြည်နယ်ရှန်ကျန်းပြည်သူတရားရုံးဖြစ်ပါတယ်ပယ်ဆောက်ချိန်အပါဝင်ဖြစ်တဲ့ကြားဖြန့်အုပ်စုဟာကိုးကန့်ဒေသမှာ ကြားဖြန့်လုပ်ငန်း40ခုကိုတိစောက်ဖွင့်လှစ်ထားခဲ့တယ်လို့တရုတ်သတင်းမီဒီယာတွေကရေးသားကြပါတယ်။ဒါအပြင်ကက်ဆီနိုလောင်းကစားရုံအမျိုးမျိုးနိုင်ငံတကာကြီးစားလူသက်ဂိုင်းဖွဲ့စည်းတာပြည်ထောင်စုလုပ်ငန်းထူထောင်တာနိုင်ငံဖြတ်ကျော်လူကုန်ကူးတာတွေလည်းပါဝင်ပါတယ်။ပေရင်ချန်းကတော့မက်တာဖက်တမင်းတန်ချိန်70တန်ကိုနိုင်ငံခြားတင်ပို့ခဲ့တယ်ဆိုတဲ့အမှုနဲ့တီးတန့်တရားစွဲဆိုတာခံရပါတယ်။သူတို့ကျူးလွန်တဲ့အမှုတွေကအလွန်ကြောက်စရာကောင်းတဲ့အမှုကြီးတွေပါ။ လူပေါင်းများစွာဘဝပြည့်ရတဲ့အမှုတွေပါတောကမလဲမဝဲလူငယ်ယောက်ျားမိန်းမအများပြားဟာအလုတ်ကြောင်ညာစာတွေဖတ်ပြီးတော့ခေါင်းရောင်းကောင်းဝယ်အလုတ်ထင်လို့သွားမိရကနေဘဝပြတ်သွားရတဲ့သူတွေလည်းမနှဲပါဘူးယောက်ျားမိန်းမလူငယ်အများပြားဟာအွန်လိုင်းလိမ်လည်မှုလုပ်ငန်းကိုသူတို့ခိုင်းစီတဲ့အတိုင်းလုပ်ကြရပါတယ်ခိုင်းတဲ့အတိုင်းမလုပ်ရင်သတ်မှတ်ထားသလောက်သားကောင်မရလို့ရှိရင်ရိုက်နှက်ညှဉ်းပန်းတာကိုခံကြရပါတယ်မိန်းမတွေဆိုလို့ရှိရင် ပြည့်တစားအဖြစ် အတင်းအဓမ္မသွတ်သွန်းတာကိုခံကြရပါတယ်။ခိုင်းတဲ့အလုပ်တွေကိုလုပ်ဖို့ဂျင်းဆန်တဲ့သူတွေကိုဖန်ဆီးချုံနှောင်ထားတာမျိုးတွေလည်းလုပ်ပါတယ်။အဲ့ဒီကြားဖြန့်အလုပ်သမားတွေကလိန်လယ်လို့ငွေကြေးဆုံးရှုံးပြီးတော့ဘဝပြတ်သွားရတဲ့သူတွေလည်းမနှဲပါဘူးလိန်လယ်နေတဲ့ကြားဖြန့်ကလည်းတားကောင်အလိန်ခံရတဲ့သူတွေကလည်းတားကောင်ဖြစ်နေကြပါတယ်အရမစစ်မှုတန်းစစ်ကောပြီးတော့တော်လိုင်းသမားလူငယ်တွေကိုပြန်တိုက်ခိုင်းတာနဲ့တောင်မှခက်ဆင်ဆင်တူနေပါတယ် ကမ္ဘာပေါ်မှာအရက်ဆက်ဆုံးအကြမ်းကြုတ်ဆုံးလူမဆန်ဆုံးလုပ်ငန်းကြီးပါသူတို့လုပ်တဲ့ရာဇဝတ်မှုကြီးကကြီးလေးလွန်းလာပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကိုလွှဲပြောင်းပေးရပြီးတော့သူတို့တေတန်စီရင်နာကိုလက်ခံလိုက်ရတာကတော့အင်မတန်မောက်မှာဘဝင်မြင့်လာပါတယ်ဆိုတော့စစ်အုပ်စုအတွက်တော်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စပါ။အင်း။ဘာကြောင့်လဲဆိုတော့ဖယ်ဆောက်ချင်းဆိုတာသူတို့စစ်အုပ်စုကမြောက်စားမွေးမြူထားတဲ့စစ်အုပ်စုရဲ့လူယုံတော်တယောက်ဖြစ်နေတော့ပါ။စစ်အုပ်စုဟာ2024ခုနှစ်ဇန်နဝါရီလမှာ ပယ်ဆောက်ချိန်ပယ်ရင်ချမ်းတဲ့အပေါင်းပါတွေကိုတရုတ်လက်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။တကယ်တော့အဲ့ဒါဟာသူတို့ရဲ့မဟာမိတ်ကိုသူတို့ကိုယ်တိုင်ဖမ်းပြီးတော့သူတို့မကြိုက်ပါဘူးဆိုတဲ့တရုတ်ရဲ့လက်ကိုအပ်လိုက်ရတဲ့အဖြစ်ပါ။ဆေးအုပ်စုဟာအရေးကြောင်းပေါ်လာရင်ကိုယ့်လူကိုထိုးကြွေးဖို့ရာဝင်မလေးတတ်တဲ့အကောင်ဆုံးတပ်တွေအထောက်ထားလဲဖြစ်ပါတယ်။အဲ့ဒါလိုသူတို့လူကိုဖမ်းဆီးထိုးကြွေးလိုက်ရတဲ့အခြေအနေအကြောင်းကောင်းကောင်းနားလည်ဖို့ဆိုလို့ရှိရင်ပယ်ဆောက်ချိန်အကြောင်းနဲ့ဆေးအုပ်စုနဲ့ဆက်ဆံရေးအကြောင်းကို နည်းနည်းနောက်ကျောင်းပြန်လှန်မှုလိုပါလိမ့်မယ်။ကိုကန့်ရဲ့နောက်ခံတမိုင်းကျောင်းဟာဝါရဲ့နောက်ခံတမိုင်းကျောင်းနဲ့မတူပါဘူး။ကိုကန့်အုပ်စိုးသူတွေမှာကဗြိတိတိနောက်ခံရှိပါတယ်။မူရင်းကတရုတ်မျိုးနွယ်တွေဖြစ်ပါတယ်။တရုတ်စကားလည်းပြောပါတယ်။တချိန်ကတရုတ်ပိုင်နယ်မြေလည်းဖြစ်ခဲ့မှုပါတယ်။ဒါ့အပြင်ကိုကန့်မိသားစုတွေကဝေမိသားစုရဲ့ခေါင်းဆောင်တယောက်ဆိုလို့ရှိရင်တရုတ်ဖြူကွန်မန်ဒါစစ်ဘုတ်တောင်မှဖြစ်ခဲ့မှုပါတယ်။ 1894ခုနှစ်အင်္ဂလိပ်အစိုးရလက်ထက်လန်ဒန်မြို့မှာတရုတ်နဲ့အင်္ဂလိပ်စာချုပ်ချွတ်ဆိုခဲ့ကြစဉ်ကကိုကန်ကိုတရုတ်ပိုင်နယ်မြေလို့သဘောတူသတ်မှတ်ခဲ့မှုပါတယ်။ဒါပေမဲ့1898ခုနှစ်ပီကင်းမှာတရုတ်နဲ့အင်္ဂလိပ်တို့နောက်တစ်ချိန်ပြန်လည်ညှိနှိုင်းပြီးတော့စာချုပ်ချွတ်ဆိုတဲ့အချိန်မှာတော့ကိုကန်ကိုမြန်မာပိုင်အဖြစ်ပြန်လည်သဘောတူသတ်မှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေမှာတော့ကိုကန်မှာစော်ဝါအုပ်ချုပ်မှုရှိခဲ့ပါတယ်။ဖုန်ကြားရှင်လော်စစ်ဟန် လှူကွယ်ရှိလို့ဟာကိုကန့်စော်ဘွားအຫນွယ်ကနေပြောဆင်းသက်လာတဲ့ကိုကန့်ကောင်းဆောင်အော်လစ်ယန်စီမှာစစ်တပ်နန်းတက်ရောက်ခဲ့ကြတဲ့သူတွေပါအဲ့ဒီအချိန်တုန်းကအော်လစ်ယန်ရဲ့မောင်ဂျင်မီယန်းက ဗိုလ်နေဝင်းကိုစန့်ကျင်တော်လှန်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဂျင်မီယန်းကလက်နက်ချသွားခဲ့ပါတယ်ဗမာပြည်ကွန်မြူနတီပါတီအရှိမျောက်ဒေသကိုရောက်လာချိန်မှာဖုန်ကြားရှင်ဖုန်ကြားဖူညီကိုဟာဗမာပြည်ကွန်မြူနတီပါတီရဲ့တစိတ်တည်းဒေသဖြစ်သွားခဲ့ပါတယ်ဗမာပြည်ကွန်မြူနတီပါတီနဲ့1968ခုနှစ်ကနေ1989ခုနှစ်ထိနှစ်ပေါင်း20ကျော်လက်တွဲခဲ့ပါတယ်1989ခုနှစ်မှာဗမာပြည်ကွန်မြူနတီပါတီအောက်ကနေခွဲထွက်ပြီးနောက်မှာဖုန်ကြားရှင်ဟာကိုကံကောင်းဆောင်ဖြစ်လာပါတယ်စေအောင်စုရဲ့ ထောက်လိုင်းရေးဘူခင်ညွတ်နဲ့ပြောဆိုဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာကိုကန့်ကိုရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသတစ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ကိုကန့်အထူးဒေသတစ်ရဲ့ဥက္ကဋ္ဌကဖုန်ကြားရှင် ဖြစ်လာပြီးတော့ပယ်ဆောက်ချိန်ကဒုဥက္ကဋ္ဌဖြစ်လာပါတယ်။ဖုန်ကြားရှင်ကစီဦးစီးချုပ်ဖြစ်ပြီးတော့ပယ်ဆောက်ချိန်ကဒုစီဦးစီးချုပ်ဖြစ်လာပါတယ်။ဖုန်ကြားရှင်နဲ့အတူအော်လီဗီယန်စီမှာစစ်တနန်းတက်ခဲ့တဲ့လှူကွဲရှိကအတွင်းမှုပါ။ဝေလျှောက်ရင်ကကော်မတီအဖွဲ့ဝင်မှာအဲ့ဒီအချိန်မှာပယ်ဆောက်ချိန်ဟာနိုင်ငံရေးမှာရောစီးရေးမှာပါဒုတိယအကောင်ဆောင်မှာ အဲ့ဒီအချိန်မှာစေုပ်စုဟာကချင်ကိုကန်ဝမုံလာတို့ ਨੇ အပြစ်ရက်လိုက်နိုင်တဲ့အတွက်ပြည်တွင်းစစ်မှာတော်တော်အရေးသာသွားခဲ့ပါတယ် ABSDF ကျောင်းသားတပ်မတော်တို့ KNU တို့ဟာစေုပ်စုရဲ့တီးတန့်ခွဲထုတ်ခြေမုံတိုက်ခိုက်တာကိုခံခဲ့ရပါတယ်ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေကိုစီးပွားရေးတွေလုခွင့်နေပေးပြီးတော့မျှော့ထားခဲ့ပါတယ် KNU တွေကနေလည်း DKBA ကိုခွဲထုတ်ခဲ့ပါတယ်အဲ့ဒါလိုငြိမ်းချမ်းရေးယူပြီးတော့စီးပွားရေးလုခွင့်ပေးထားရတာကနေစေုပ်စုက သူတို့ဘက်ကခိုင်မီလို့ထင်လာတဲ့တစ်ချိန်မှာတော့အားလုံးကိုပြန်ပြီးတော့တင်းကျပ်ချုပ်ကင်လာပါတယ်၂030ရွေးကောက်ပွဲမတိုင်ခင်မှာငြိမ်းအဖွဲ့တွေကိုနေကြားဆောင်တက်အဖြစ်အတင်းအသွင်ပြောင်းခိုင်းပါတယ်နေကြားဆောင်တက်ဟာစစ်အုပ်စုလက်အောက်ခံသဘောတက်ရောက်သွားတဲ့အတွက်တော်တော်များများကမကျေနပ်ကြပါဘူးအဲ့လိုမကျေနပ်ကြတဲ့အထက်မှာဖုန်ကြားရှင်ရဲ့ကိုကန့်အဖွဲ့လည်းပါပါတယ်စစ်အုပ်စုကလည်းသူတို့စကားမနာခံတဲ့ဖုန်ကြားရှင်ကိုအပြည့်ရှင်းမှုကြန့်စီလာပါတယ်အဲ့လိုကြံစီတဲ့အချိန်မှာအတွင်းလူတစ်စပေါက်ရဲ့အကူအညီလိုလာပါတယ် အတွင်းလူတစ်စပေါက်ကတော့ပယ်ဆောက်ချိန်ဥဆောင်တဲ့အဖွဲ့ပါပယ်လျူဝေမြီအုပ်စုတွေကစေအုပ်စုနဲ့ပေါင်းလိုက်တဲ့အတွက်ဖုန်ရှားရှင်အဖွဲ့ဟာ၃ရက်အတွင်းမှာပဲကိုးကန့်နယ်တွေကနေတရုတ်ပြည်ထဲကိုအသက်လူထွက်ပြေးခဲ့ရပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကန်ခဲ့တဲ့ဖုန်ရှားရှင်တို့အဖွဲ့ဟာအလားတူကံကြမ္မာမျိုးကိုကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာက2009ခုနှစ်ပါ။1989ခုဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ကနေကိုးကန့် ခွဲထွက်ပုံကံပြီးတဲ့နောက်နှစ်20အကြာမှာဖြစ်ပွားခဲ့တာပါအဲ့ဒီအချိန်ကစပြီးတော့ပယ်ဆောက်ချိန်ခေကောင်းတဲ့ကာလကိုရောက်ခဲ့ပါတယ်ဖုန်ကြားရှင်တို့အဖွဲ့ကတော့အချိန်ကောင်းအချိန်နေကောင်းကိုစောင့်ဆိုင်နေတဲ့ဝတ်နေတဲ့ကြာပုံနေတဲ့နဂါလုံနေခဲ့ပါတယ်ပယ်ဆောက်ချိန်တစ်ထဲကိုကန့်ရောက်သွားချိန်မှာစေုပ်စုဘက်ကဗိုလ်ချုပ်တန့်ရှင်ကကိုကန့်နယ်မြေငိမ့်ချမ်းသွားပြီလို့အာရဝန်သာကြွေးကြော်ခဲ့ပါတယ်ပယ်ဆောက်ချိန်မိသားစုကိုမြှောက်ဆားခဲ့ပါတယ်ပယ်ဆောက်ချိန်နဲ့အပေါင်းပါတွေဟာကြက်ခံရေး ပါတီဝင်တွေလွတ်တော်ကိုယ်စားလှယ်တွေဖြစ်လာပါတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့အထက်မှာပယ်ဆောက်ခြင်းကိုယ်တိုင်လည်းပါပါတယ်อืมကြည့်ဒါတော့ပယ်ဆောက်ခြင်းရဲ့တရှိအခြေအနေရဲ့သဘောတရားကိုပြောပြထားဖြစ်ပါတယ်တကယ်မှာပဲဘုဒ္ဓရာယသတဲ့ဖြစ်လို့ပယ်ဆောက်ခြင်းရဲ့အကြောင်းကိုသိမယ်ဆိုရင်ပယ်ဆောက်ခြင်းဟာဒီမှာကျန့်ဖို့ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်တရားကိုဖြစ်လေမြန်မာနိုင်ငံကိုမှဥစည်းဖို့တွေလုပ်ခဲ့တဲ့ကုန်တွေဖြစ်ပါတယ်ပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုဒါသူ့ရဲ့ ဒါနတ်ဆခရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်ကျွန်မအဲ့ဒါလေးပြောချင်တာပေါ့သူမျိုးကပြောနေကိုဒုက္ခပဲကိုရင်ရှင်းတယ်မှာတတ်ခါရဲ့နော် include 2023လောက်အဆင်ဟို3နှစ်တားကြော်ကြော်ပဲရှိသေးတယ်ပါတီတစ်ခါမှပေါင်ပြန်တင်ရမယ်ပြီးပြန်တော့လဲပြည်တော်စုဆင့်တင်ရမယ်ဆိုတော့နံပါတ်1အဲနံပါတ်1ဒါဟိုပေါ့နိုင်ငံတော်သိန်းတစ်ထောင်ဟိုဒီတွင်ပတ်စံတွင်ထားရမယ်ဘဏ်အကောင့်မှာသိန်းတစ်ထောင်ပြရမယ်ပြီးလို့ရှိရင်ပါတီဝင်သသိန်းရှိရမယ်ဒီမြန်မာနိုင်ငံမှာ ဟို330ရှိရပေါ့နော်မြို့နယ်ပေါင်းမဲဆန္ဒနယ်ပေါင်း330ရှိရတယ်မှာတဝက်တဝက်တဝက်ကျော်မှာကျွန်တော်တို့ပါတီရုံးကန်းနေရှိရတယ်ဆိုတော့ပါတီရုံး168ရုံးကျွန်တော်တို့အနည်းဆုံးဖွဲ့ရမယ်166ရုံးပေါ့နော်အနည်းဆုံးဖွဲ့ရမယ်ပါတီဝင်လည်းတသိန်းရမယ်ပြီးရင်ငွေတသိန်းတစ်ထောင်လည်းထည့်ရမယ်ဆိုတဲ့အခါကျပြီးလို့ရှိရင်လည်းအခုရွေးကောက်ပွဲမှာအနည်းဆုံးမဲဆန္ဒနယ်ရဲ့တဝက်ကိုရှင်ပြိုင်နိုင်ရမယ်အဲ့ဒါမှသာလေပြည်ထောင်စုအဆင့်ပြည့်မြာကျွန်တော်တို့လိုမျိုးသုံးနှစ်သားပါတီကြောင့်မှသုံးလာတွဲမှာပြန်ပြီးတော့သွားပြီးတော့မှ မှတ်ပုံတင်လိုက်တယ်အဲမှတ်ပုံတင်လိုက်ပြီးတော့မှမှတ်ပုံတင်လိုက်ပြီးတော့မှပြီးလို့ရှိရင်တော့တသိန်းရောင်မနှဲလို့ရပါဘူးကျမတို့6000 9000တောင်းလောက်မှာရွာလဲနေပြီးတော့လေဟိုတော်တော်နဲ့မရနိုင်ဘူးတော်တော်နဲ့မရနိုင်ဘူး6000 9000တောင်းတောင်းမှာအကြိုက်ရွာလဲပြီးနောက်ဆုံးမှကျမတို့တသိန်းကျော်ကျမတို့တင်နိုင်တာဖြစ်ပါတယ်ရှင်တင်နိုင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပါတီတွေခက်ခဲနေတာတည်တဲ့ခါကျတော့တည်တဲ့ခါကျတော့ဟိုဖြေလျှော့ပေးလိုက်ပါတယ်ပါတီဝင်9000အ ਨੇ ဆုံးရှိရမယ်ပြီးရင်ပါတီ အဲရုံးပေါ့နော်330မှာ130ပေါ့၃ပုံ၃ပုံပြည့်ရမယ်ဆိုကျမတို့ကအဲ့ဒါကိုအတားလေးပြည့်ပြီးကြုံလွန်သွားပြီးဖြစ်ပါတယ်ရှင်။ဒါအခုလာမဲ့ရွေးကောက်ပွဲမှာလည်းကျမတို့မဲဆန္ဒနဲ့တဝက်မဟုတ်ပါအောင်ကျမတို့အကုန်လုံးရှင်းပြနိုင်အောင်ကျမတို့စူးစမ်းလျက်ရှိပါတယ်။အခုတော့ကျမမပြောနိုင်သေးဘူးပေါ့နော်။စူးစမ်းနေလုံးချိန်နေဖြစ်ပါတယ်ရှင်။အဲ့ဒါဆိုတော့ NLD လိုမျိုးပါတီကြီးက NLD လိုမျိုးပါတီကြီးကအဲဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှ တကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့စုချုပ်ကိုသူစီးစီတဲ့အပြစ်တုတ်တုတ်အန်ဒီအားကောင်းတာနင်းတယောက်နဲ့တည်တာမဟုတ်တနိုင်ငံလုံးကလေးရစာကိုးရစုံကုန်တည်တယ်အားကောင်းလုံးအကြီးလိုနေတို့တောင်ကြောက်ပြီးတော့နို့ဘာတော်ထဲထုတ်ထဲထားတာလေအမေစုတို့အန်ဒီရရှိတဲ့ကောင်းဆောင်ပိုင်းတွေဟိုအန်ဒီတဲကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီးမတ်ပုံပြန်တင်မယ်လို့လုပ်တဲ့လူတယောက်မှမရှိဘူး ကျမတို့လိုမျိုးပါကျမတာရှင်ပြတာလေကျမတို့လိုမွေးကင်းစပါတီတောင်မှ၃လအတွင်းပြန်တည်ထောင်ဟုတ်ပြန်ပြီးတော့မှသွားအချက်ချင်းတော့မပြည့်ဘောเนาะဒါဆုံးဖြတ်ပြီးတော့မှကျမလုပ်တယ်ဆိုလို့ရှိရင် NLD ကိုကျမအဲ့ဒါပြောချင်တာပေါ့เนาะအဲဒေါအောင်ဆန်းစုကြည်ကိုအရင်ပဲမိခုတ်ပြီးတော့မှဒေါအောင်ဆန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲအဲ့လိုမျိုးနဲ့လူတူပြောက်တဲ့ရောပဲလုံးလုံးလျားလျားမိခုတ်အားထားထားတဲ့ပါတီဖြစ်ပါတယ်အဲအဲ့ဒီအဲထဲမှာတကယ်တမ်းဆိုလို့ရှိရင် ဝန်ကြီး9နှစ်လောက်ခဲ့တဲ့လူတွေလည်းရှိပါတယ် NLD ထဲမှာလေဝန်ကြီး9နှစ်လောက်ခဲ့ပြီးတော့မှသူတို့ဝန်ကြီးဌာနတွေမှာ9နှစ်ဆိုတာနည်းတဲ့တွေ့ကြုံမဟုတ်ဘူးပေါ့နော်။နောက်ဝန်ကြီးပေးတယ်ဆိုတော့အဲသူလည်းငကိုအရေးချင်းရှိလို့ပေါ့။သို့တော်လည်းဒီပါတီအဲနိုင်ငံရေးပါတီများမှတ်ပုံတင်တင်ခြင်းဥပဒေအစ်စ်မှာဘာကြောင့် NLD ကပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုတော့ဒါသူ့ရဲ့ ါနာဆကရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်။ဒါတွေလုံမနေတဲ့နင်းရဲ့ဒုက္ခနင်းရှင်ရောတကိုင်းတယောက်မင်းအွန်လိုင်းကိုစာပို့တာနှစ်ကြိမ်ဖြစ်သွားပြီမဲ့လေမင်းအွန်လိုင်းတို့တချင်းလေးတော့ရေးပြလိုက်ပါသေးတယ်။ဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဆိုပြီးတချင်းလေးနဲ့ပဲလက်ရှိမှာတော့မင်းအွန်လိုင်းဟာကျွကျကောင်းတဲ့နှစ်ပါးသွားပြီးပွဲတွေတက်နေရဖြစ်တဲ့အတွက်သက်သက်ခိုင်ကိုတော့ပြစ်ထားတယ်နေထားပါဗျာ။ Prime Movie အားလုံးပဲဒီဗီဒီယိုနဲ့ပဲဆုံးသက်လိုက်ပါလေ။နောက်တစ်ပြီးတော့မှတော့ဟုတ်တဲ့တဲ့ရင်တို့လာမှာဖြစ်တဲ့ကျွန်တော်ရဲ့ကိုကြက်ဘရိုဒရင်း channel လေးကို like and subscribe လုပ် like subscribe ပြီးဘေးအခွန်လေးကိုနှိပ်ထားခြင်းဖြင့်တက်လာသမျှတဲ့ရင်တွေဒီဗီဒီယိုအားလုံးအတူတူကြည့်ရှုရင်းနဲ့ပဲ online sorry Bir saniye çabuk yapalım ya.